မိဘပြည်သူများရှင်ခန့်နေစုရဲ့တင်ဆက်မှုလေးဖြစ်ပါရဲ့ရှင်။ကျွန်မရဲ့နေ့စဉ်သတင်းလေးတွေကိုည9:00နာရီထိုးတိုင်းမှာ Sniper Suit Official YouTube Channel နေပြီးတော့နေ့စဉ်နေ့တိုင်းတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ကျွန်မဒီနေ့မှာဆိုရင်မိဘပြည်သူများပထမဆုံးပေါ့နော်မျှော်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့ပြည်သူ့စစ်မှုရတာဝန်ပြီးဆုံးတဲ့နိုင်ငံသားကောင်းတွေကိုပြီးဆုံးကြောင်းလက်မှတ်ထုတ်ပေးတဲ့ပွဲလေးကျင်းပခဲ့တာရှိပါရဲ့ရှင်။ဒီသတင်းလေးကိုကျွန်မအရင်ဆုံးပြောပြပါမယ်ရှင်။နိုင်ငံတော်ကထုတ်ပြန်ထားတဲ့အတိုင်းကျွန်မဖတ်ပြပါမယ်။ တတ်မှတ်စစ်မှုတန်းကာလပြည့်မြောက်အောင်တာဝန်ထမ်းဆောင်ပြီးတဲ့ပြည်သူစစ်မှုတန်းတွေကိုပြည်သူစစ်မှုတန်းထမ်းဆောင်ပြီးကြောင်းလက်မှတ်ထုတ်ပေးပွဲကိုကျင်းပခဲ့ပါတယ်။နိုင်ငံတော်အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရနိုင်ငံသားတွေရဲ့အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီးတော့နိုင်ငံသားတွေအနေနဲ့လည်းနိုင်ငံတော်ဝန်ကိုထမ်းဆောင်ကြရမှာဖြစ်တယ်ဆိုပြီးထုတ်ပြန်စာလေးမှာရှင်းထားပါတယ်ရှင်။ဒီတော်ဝန်တွေကိုဂျေမစ်စွာထမ်းဆောင်မှုအတွက်ဆန္ဒရှိတဲ့နိုင်ငံသားကောင်တွေဟာ ပြည်သူစစ်မှုထမ်းတန်တန်းနေတက်ရောက်ပြီးတော့တရင်တပ်ဖွဲ့အသီးသီးကိုတွားရောက်ပြီးနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကိုဂုံယူစွာထမ်းဆောင်လျက်ရှိပါတယ်။ဒီလိုထမ်းဆောင်လျက်ရှိတဲ့ပြည်သူစစ်မှုထမ်းစစ်တီရဲ့အနက်မှ၃ပုံ၃ပုံရှော့ပို့ခွင့်ရရှိတဲ့တပ်မတ်စစ်မှုထမ်းကာလပြည့်မြောက်အောင်တာဝန်ထမ်းပေးသူများအားပြည်သူစစ်မှုထမ်းထမ်းဆောင်ပြီးကြောင်းလက်မှတ်ထုတ်ပေးပွဲကိုနိုဝင်ဘာလ23ရက်မွန်းလွဲပိုင်းမှာဆိုရင်အရှိပိုင်တိုင်းစစ်ဌာနချုပ်တန်လွင်ခန်းမမှာကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။ ဒီပွဲလေးကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့ဦးအောင်အောင်တိုင်းမူဘုံမူးချုပ်ကျော်နိုင်ဦးနဲ့အဖွဲ့ဝင်တွေအရာရှိစစ်သည်မိသားစုဝင်တွေတက်ရောက်ခဲ့ကြပါရဲ့ရှင်ဒီပွဲလေးကျင်းပပြီးရခါမှာဆိုရင်တော့ပြည်သူစစ်မှုတန်းကိုပြည်မြောက်အောင်တာဝန်ထမ်းဆောင်ပြီးတဲ့ပြည်သူစစ်မှုတန်းတွေအားလုံးကိုလက်မှတ်နဲ့ဂုဏ်ပြုချီးမြှင့်ဝေလည်းပေးရချီးမြှင့်ခဲ့ရလို့သိရပါတယ်ရှင်။ဒါ့အပြင်ဒီလိုမျိုးပြည်သူစစ်မှုတာဝန်ကိုပေါ့နော်ကျေးဇူးစွာထမ်းဆောင်ခဲ့တဲ့နိုင်ငံသားကောင်းတွေအလောက်ကန်ရရှိရေးအတွက်ကိုလည်းသူတို့ဆန္ဒပြုတဲ့အလောက်ကန်တွေကိုတတ်မှတ်ချက်တွေနဲ့အညီခံအပ်ပေးနိုင်ရေးအတွက်ကိုသက်ဆိုင်ရာတာဝန်ရှိသူတွေက ပြည်တွင်းပြည်ပအလောက်ကင်ခန့်အပ်ပေးနိုင်ရေလုပ်ငန်းကုမ္ပဏီနဲ့ချိတ်ဆက်ပြီးတော့လိုအပ်တဲ့ဟာတွေဆက်လက်ဆောင်ရွက်တော့မယ်ဖြစ်တယ်ဆိုပြီးတော့နိုင်ငံတော်ကထုတ်ပြန်ထားပါတယ်ရှင်။ပြည်သူစစ်မှုတမ်းထမ်းဆောင်ပြီးတဲ့နိုင်ငံသားကောင်းတွေအနေနဲ့အလောက်ကင်ရရှိရေးအတွက်ကိုတက်မတော်ကတာဝန်ယူမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့အရှိမှလည်းသတင်းလေးထဲမှာခဏခဏပြောပြပါတယ်ရှင်။ဒီရာလေးကအခုဆိုရင်ကောင်းထဲပေါ်ခဲ့ပြီဖြစ်ပါတယ်။တက်မတော်အနေနဲ့ချမှတ်ထားတဲ့စီမင်းစည်းကမ်းအတိုင်းအခုလိုမျိုးလုံဆောင်ပေးတာလဲဝမ်းသာစရာကောင်းပါတယ်အမျိုးသားတွေအနေနဲ့ကပေါ့နော် ဟိုဒီလိုခေတ်ကာလမှာအရွယ်ရောက်တဲ့အမျိုးသားတယောက်ဖြစ်လာတဲ့အတွက်နိုင်ငံတော်ကိုထမ်းဖို့ကသူ့အလိုလိုကန်တရားကချပေးတဲ့တာဝန်တစ်ခုလို့တော့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒါကျွန်တော်တို့အရှိတ်ဘက်မှာရှိတဲ့အရှိတ်ဘက်ကရှေးလူကြီးတွေပေါ့ရှင်ကျွန်တော်တို့ရှေ့မှာလူဖြစ်ခဲ့တဲ့သူတွေလည်းသူတို့ခေတ်ကာလအလိုက်နိုင်ငံတော်အတွက်ထမ်းဆောင်ရတဲ့တာဝန်တွေရှိပါတယ်ကျွန်တော်တို့ခေတ်ကာလမှာလည်းကျွန်တော်တို့ခေတ်ကာလအလိုက်ထမ်းဆောင်ရတဲ့တာဝန်တွေရှိပါတယ်ကျွန်တော်တို့လူမျိုးသမီးတွေလည်းကြာရတာဝန်သတင်းသမားနေရာနေပြီးတော့နိုင်ငံတော်ကထမ်းဆောင်နေတာပါပဲရှင် နိုင်ငံသူနိုင်ငံသားတွေနဲ့နိုင်ငံတော်နဲ့ခြားရဲမှာပေါ့နော်တက်မတော်နဲ့ခြားရဲမှာစိတ်ဝမ်းကွဲနေတာတွေအချင်းချင်းနားလည်မှုမရှိဖြစ်နေတာလေးတွေကိုကျမတို့သတင်းသမားပြသစွာနဲ့ညှိနှိုင်းပြောဆိုပေးရတာရှိရဲသတင်းမှန်လေးတွေပြည်သူတွေသိအောင်ပြပြပေးရတာရှိရဲဒါဟာလည်းနိုင်ငံတော်ဝန်ထမ်းဆောင်တာပါပဲဒီလိုထမ်းဆောင်တဲ့အတွက်ကျမတို့မှာအတန်အနေချင်းချောက်ခံရတဲ့အခြေအနေလေးကြုံရပါတယ်ရှင့်။ဒါပေမဲ့ကျမတို့တာဝန်ထမ်းဆောင်နေဆိုတာကတက်မတော်သားရင်းနဲ့ရှင်လို့ရှင်နှမ်းတစည်းလောက်ပဲရှိပါတယ်။တက်မတော်သားတွေကတော့အတန်နဲ့ရှင်ပြီးတော့ရှေ့တန်း10မိနစ်ပြင်နေမှာ တိုင်းပြည်အတွက်ကိုတက်ပေးပြီးတောင်းဝထမ်းဆောင်နေရတာပေါ့နော်ကျမတို့ကသတင်းတင်ဆက်ရတာဖြစ်တဲ့အတွက်လက်ဘော်သားတွေလောက်ကျမတို့မပင်မမအောင်ရှက်ဒါကြက်မတော်သားလောက်ရတာခက်ခဲတယ်တက်နဲ့ရှင်းရတယ်ဆိုတော့လည်းကျမတို့နားလဲပါတယ်ကိုချင်းစားပါတယ်ဒါပေမဲ့မျိုးသားတယောက်အနေနဲ့တိုင်းပြည်ရဲ့တာဝန်ခေရဲ့တာဝန်ကိုထမ်းဖို့ကလည်းငိုရပါပါလာတဲ့ရဲစွမ်းတက်တီတစ်ခုဖြစ်တဲ့အတွက်ထမ်းဆောင်တဲ့သူတွေလည်းကျမနေလေလေးစားခုံယူပါတယ်ထမ်းဆောင်မှုအတွက်ခက်ခဲသေးသေးရှိနေတဲ့သူတွေလည်းနားလဲပေးပါတယ်ဒီလိုလူတွေကတော့ဥပဒေကနေပြီးတော့ပေးထားတဲ့ ရှော့ပေါ့ခွင့်နေကင်းလုတ်ခွင့်နေစတဲ့ပုံတော့ဒီလိုမျိုးစီးမင်းစီးကန်းနေနဲ့ညီရယ်ဆိုရင်တော့ဒီလိုအရာလေးတွေကိုခံစားခွင့်လေးတောင်းဆိုပေါ့ရှင်။အဲ့လိုမှမဟုတ်ပဲနဲ့တသက်ကြီးနိုင်ငံတော်ဝန်ထမ်းဆောင်မှုနိုင်ငံတော်အတွက်ကိုစစ်မှုထမ်းပေးဖို့အတွက်တသက်ကြီးရှောင်ပြေးနေရယ်ဆိုရင်တော့ဒါကမျိုးသားတယောက်အတွက်နောက်ချိန်မှာပြန်လည်ပြီးတော့မင်းမြတ်တဲ့အခါမှာရှက်စရာကိစ္စဖြစ်နေမှာပါရှင်။ကျွန်မတို့ကတော့အတင်းထမ်းဆောင်မှလို့မပြောချင်ပါဘူး။ဒါပေမဲ့ကျွန်တော်နိုင်ငံအခြေအနေကိုလည်းအားလုံးသိကြတဲ့အတိုင်းပဲရှင်။အများကြီးတော့ပြောမလို့ချင်တော့ဘူးပေါ့နော်။တက်မတော်တဲ့မဝင်ဆိုလဲကို့ကို စစ်သားတင်နေတဲ့စုဆောင်မှုအတွက်စောင့်နေဆယ်ဝပြိုင်းလိုမျိုးစောင့်နေကြတယ်လက်နက်ကင်ဖွဲ့စည်းတွေကမြမိုက်မှာယာတဲ့ချီရှိတာဆိုတော့လေအမကန်ချက်တေချာမှုရှိတဲ့မြမတက်တော်တဲ့ဝင်နာတော်မှာအခုဆိုရင်တန်တန်းဆင်းပြီးတော့စစ်မှုထမ်းပြီးတော့စစ်မှုထမ်းပြီးဆုံးကြောင်လက်မှတ်တွေတောင်းထုတ်ပြီးပြီးအလောက်ကင်တွက်လဲလုပ်ပေးပြီးပြီးတက်မတော်ဂတိတည်ရဲ့ရှင့်အဲ့လိုဂတိတည်ရဲ့ဖွဲ့စည်းတဲ့ဝင်နာကတော်မှာဘလိုပဲဖြစ်မျိုးကောင်းသားတွေအတွက်ကအနာဂတ်အရှိကတေချာပါသေးရဲ့ဒါကြောင့်ကျမတို့ကလည်းဂျားရဲကနေပြီးတော့ပြော့ပြပေးတာဖြစ်ပါတယ်ဒီသတင်းလေးကသတင်းကောင်းပါပဲเนาะ အခုလိုမျိုးတိုင်းပြည်တော်ဘုံကိုကြည့်ပြီးဆိုတာထမ်းဆောင်ခဲ့တဲ့အကိုတွေမောင်လေးတွေအနေနဲ့တက်မတော်နေပေးလိုက်တဲ့စီကန်းနေစိတ်တက်ပိုင်းဆိုင်ရာတွေနိုင်ငံချစ်စိတ်တွေအလောက်ကင်ကိုစနေကြလုတ်တက်တဲ့စကေးတွေပေါ့နော်ဒါလေးတွေကိုအသုံးပြုပြီးတော့ရှစ်ဆက်ဘဝခီးလန့်နေလဲအဆင်ပြေကြပါစေမိသားစုတွေလည်းအေးချမ်းပျော်ရွှင်စွာနဲ့လုံခြုံတဲ့ဘဝမှာနေထိုင်နိုင်ကြပါစေလို့ကျွန်မကဆန္ဒပြုဆုတောင်းလိုက်ရပါတယ်ရှင်။ မိဘပြည်သူများရှင်ကျမဒုတိယဆက်လက်ပြီးတော့မိဘပြည်သူများပြောင်းအောင်ပေးမယ့်သတင်းလေးက update တော့မဖြစ်ပါဘူးရှင်ဒီနိုဝင်ဘာလ17ရက်နေ့ကနိုင်ငံတော်ထုတ်ပြန်ထားတဲ့သတင်းလေးပေါ့နော်အခုက14ရက်ဆိုတော့3ရက်တော့နောက်ကျနေပါပြီဒါပေမဲ့မိဘပြည်သူများနဲ့ကျမနဲ့ပေါ့နော်ဒီသတင်းလေးကိုပြောဆိုပြီးတော့ဆွေးနွေးသင့်နေတဲ့ထင်လို့ကျမဒါလေးကိုရွေးချယ်ပြီးတော့မိဘပြည်သူများတင်ဆက်ပေးတာဖြစ်ပါတယ်အဲ့ဒီလေရတော့ရွေးကောက်ပွဲအခုမြန်မာနိုင်ငံမှာရွေးကောက်ပွဲလာတော့မဲ့ခါကျတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဘဟုသုတတွေပြည်သူတွေသိဖို့အတွက်လိုအပ်နေတယ် မဲဘလို့ပေးရမယ်မဲပေးတဲ့နဲ့စသက်ဖြစ်ပေါ့နော်ဒါလေးတွေပေါ့ရှင်အဲ့ဒါလိုအပ်တဲ့အခါမှာလူပြန်ရှင်နဲ့အားလည်းလိုအပ်လာပါတယ်ဒီလိုလိုအပ်တဲ့အခါမှာနိုင်ငံတော်တွေလူပြန်ရှင်တွေကိုတောင်းဆိုတဲ့ရွေးကောက်ပွဲအတွက်ကိုဝင်ရောက်ပြီးရွေးကောက်ပွဲဆိုင်ရာလေးပေါ့နော်ပြည်သူတွေရွေးကောက်ပွဲမှာစိတ်ဝင်စားမှုရှိလာဖို့မဲပေးတဲ့မဲပေးခြင်းနဲ့စိတ်ရှိလာဖို့အတွက်ဆိုပြီးတော့တောင်းဆိုမှုတွေရှိတဲ့အခါမှာလူပြန်ရှင်တွေကဝင်ပြီးတော့ရိုက်ကူးပေးကြရရှင်အဲ့ဒီရိုက်ကူးပြည်လူပြန်ရှင်တွေနာမည်လေးကိုကျွန်မရုံစုံဖတ်ပြပါမယ် နုပညာရှင်တွေလာပြီးပူပေါင်းတာပေါ့နော်အကယ်ဒမီပြည်တူအကယ်ဒမီဆဆန်းခန့်လိုက်အကယ်ဒမီထွန်းထွန်းအကယ်ဒမီရွှေထူးညီနန္ဒဟင်းဝင်ရန်ပိုင်တကောအောင်ရဲလင်းအလဲရောင်တိုင်ရောလွှမ်းပိုင်ကြောထအောင်ထူးအောင်အကယ်ဒမီမခိုင်ကြီးလို့ချစ်စလို့ခေါ်ကြတဲ့ anti twin draw ပေါ့ အကယ်ဒမီမခန့်တင်ကြီးအကယ်ဒမီအိမ်ရကျော်စင်အကယ်ဒမီစုပြစ်တစဉ်အကယ်ဒမီဖွေဖွေအကယ်ဒမီဝှမိုလ်ရွှေအကယ်ဒမီချောရဲတနာအကယ်ဒမီအေးမြတ်သူအကယ်ဒမီရွှေမုံရတီအကယ်ဒမီခင်ဝင့်ဝါမိုးဟေကိုရွှေဝတီလွေမိုးပုံမဟီတာရဲတနာဘူတင်ဆောင်ဝင့်ကျော်ဖူးစုံတော့ဖောရထားစောင်းဝေရီမေမေပကြီးတဲစုငယ်မေမီကိုကိုနဲ့ရွှေသမီးတို့ဆိုပြီးတော့ဒါပြီးပူပေါင်းနဲ့ပြရှင်နာမည်တွေနိုင်ငံတော်ထုတ်ပြန်ထားပါရဲ့ရှင့်ဒီတော့ဇလန်ကဘယ်လိုဖြစ်လဲဆိုတော့အနုပညာရှင်တွေကရွေးကောက်ပွဲနေလို့ရှင်ရွေးကောက်ပွဲအတွက်ကိုပူပေါင်းတာကမထူးဆန်းဘူး အထူးစားတဲ့ကိစ္စပြီးတော့ဒီလိုပူးပေါင်းမလဲဆိုတော့လည်းပါတီအတွက်မဲဆွေရတာမဟုတ်ဘူးရှင်ဒါကိုဘာပြောကြလဲဆိုတော့စစ်တပ်နဲ့ပူးပေါင်းတယ်ဆိုတဲ့စကလုံးနဲ့အမှုပြရှင်တွေကိုဆဲဆိုဖို့အတွက်စောင်းဆိုင်တွေလူအုပ်ကြီးကဒေါသတွေထွက်တာပေါ့ရှင်ထွက်တဲ့အခါကျတော့ဒီပြည်ရှင်တွေကိုနှီးမျိုးစုံနဲ့တိုက်ခိုက်တာတွေပြုလုပ်ကြပါတယ်။ဒါကျမပြောချင်တာပေါ့နော်။ကျမဒီအမှုပြရှင်တွေ အခုလိုအများကြီးလာပြီးပူပေါင်းကြတာကိုကျမတို့တကယ်လို့ရှိခဲ့တာပါ။ဘာကြောင့်လဲဆိုတော့ကျမအရင်သတင်းရလဲခဏခဏပြောရဲပေါ့နော်။လူပညာရှင်တွေ3-5ယောက်ပဲခေါ်သုံးတာတက်ဆိုင်တယောက်မှကြခေါ်သုံးလိုက်တာအကောင်းဆုံးပဲ။ဘာကြောင့်လဲဆိုတော့ဘိုင်းကော့ဆိုတဲ့အရာကသူတို့စီမှာကြောက်စရာလန့်စရာတရဝိုင်းဖြစ်နေရပါပေါ့နော်။အဲ့တော့အကုန်လုံးခေါ်သုံးလိုက်လို့ရှင်ဒီတရဝါဇိုးကြီးကိုအားလုံးတူတူရင်ဆိုင်လို့ရတယ်။ဘလိုပဲဖြစ်ဖြစ်ဒီမြင့်ရရှင်နေအားလုံးဒီစိတ်ထဲမှာစစ်တပ်ကိုကြက်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 နိုင်ငံတော်ကိုကြက်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 ဘသူကိုကြက်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 သူတို့တွေမြန်မာနိုင်ငံမှာနေတဲ့မြန်မာနိုင်ငံသား မြန်မာနိုင်ငံပြည်သက်တွေနဲ့ပဲသူတို့ထိတွေ့ဆက်ဆံနေရတာဖြစ်တဲ့အတွက်သူတို့ရဲ့လုံဆောင်ချက်ရှိတဲ့ကိစ္စရတယ်ဆိုလည်းနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေနဲ့ပဲထိတွေ့ဆက်ဆံလုံဆောင်နေရတာဖြစ်တဲ့အတွက်သူတို့ဒီလည်းနိုင်ငံတော်ပေါ်မှာတာဝန်ရှိတယ်။သူတို့တာဝန်ပူကြည့်ရဲ့ရှင့်။ဘာကြောင့်လဲဆိုတော့2017တုန်းကဒီလိုကိစ္စရတဲ့အကြီးဖြစ်သွားလို့လှုံ့ဆော်ခဲ့တာသူတို့လေ။ဟုတ်တယ်မလား။ဒါအခုလိုနိုင်ငံတော်ကခေါ်ရိုက်တာတို့အချို့နှုတ်ပညာရှင်တွေမကျင်တတ်ကြဘူးပေါ့နော်အတင်းချက်ခေါ်ရိုက်လို့သွားရတယ်ဆိုတဲ့စကားကိုသုံးတယ်ဆိုရင်အခုရိုက်ကူးရေးသည် ပါတီအတွက်မဲဆွဲရတာလည်းမဟုတ်ဘူးပါတီတစ်ခုအတွက်မဲလာဆွဲပါဆိုပြီးတော့ခိုင်းထားတဲ့ project တွေမဟုတ်ဘူးရှင်။နိုင်ငံအတွက်ရွေးကောက်ပွဲကိုပြည်သူတွေစိတ်ဝင်စားဖို့အတွက်ပြောပေးပါဆိုပြီးတော့ခေါ်တဲ့ project တွေအင်မတန်ရိုးရှင်းတယ်။ဟိုရင်တော့လို့ bus guy ပေါ်မှာထိုင်ပြီးတော့ NLD ပါတီရတော့ဘလို့တွေတောင်မှတခါလဲတော်ပါတယ်ဆိုပြီးတော့အပေါင်းအရင်တန်တန်နဲ့မဲဆွဲခိုင်းတာလည်းမဟုတ်ဘူး။ဓာပြင်ကိုစစ်ဝတ်စုံကြီးတွေဝက်စစ်တပ်မှာတာဝန်ရှိရဲ့အကြီးပိုင်း ရာလူကြီးပိုင်းရဲ့ဇနီးတယ်လိုမျိုးဝတ်စုံတွေဝတ်ပြီးတော့စစ်တပ်ကပဲရုံမာနေသလိုလိုစစ်တပ်ကပဲတမင်သူတို့အာဏာမပေးခြင်းလို့လုပ်နေသလိုလိုပုံစံမျိုးတွေပြည်သူတွေကိုဂျင်းထည့်ရတဲ့ဝါရဖြတ်ကားရိုက်ရတာလည်းမဟုတ်ဘူးပြည်သူတွေရွေးကောက်ပွဲမှာမဲလာပေးဖို့အတွက်ရိုးရှင်းစွာစီယုံပေးရတဲ့လှုပ်ဆောင်ချက်ကိုဘာကြောင့်မကျင်တတ်တာလဲကိုကိုကိုပြန်ပြီးတော့စဉ်းစားကြစေချင်တယ်ပေါ့နော်မကျင်တတ်တဲ့သူတွေကျွန်မပြောပါတယ်တချို့ကရှိရဲ့ညနေအောင်နှစ်ခွထားတာဒီဘက်ချမ်းမှာတော့ သူတို့အကျိုးစီးပွားအတွက်လုပ်ပေးတယ်ဟိုဘက်ချက်မှာကျတော့ပြည်သူကိုပြန်ညားတယ်နိုင်ငံတော်ကပဲသူတို့ကိုချိန်ချောက်ပြီးခိုင်းနေတယ်လို့မျိုးနိုင်ငံတော်ကမချိန်ချောက်ဘူးရှင်ဘယ်သူမှမချိန်ချောက်ဘူးချိန်ချောက်စရာအကြောင်းလည်းမရှိဘူးအစရေကဥပဒေကိုအခွင့်အရေးယူပြီးတော့လက်သွင်းကြောင်းထောင်တဲ့အထဲမှာတော့မှကျမတို့ကျွန်တော်တို့ထောင်သွင်းချင်းချတော့မခံနိုင်ပါဘူးနိုင်ငံတော်နဲ့ပူးပေါင်းပါမယ်ဆိုပြီးခံဝင်ထိုးခဲ့ကြတာဘယ်သူတွေလဲနိုင်ငံတော်ကရှော့ပေါ်ပေးလိုက်တာလေဒီတော့ကိုပေးခဲ့တဲ့ဂတိတိုင်းကိုပြန်လုတ်ပေးရတာကိုနိုင်ငံတော်ကချိတ်ချောက်ပါတယ်ဆိုတော့ပုံစံမျိုး ပြည်သူပြောတယ်ဆိုတာအဲ့ဒါပြည်သူလိန်တာပဲလေအဲ့လိုလုပ်နေလူပြန်ရှင်နေကိုကိုကိုစင်ကျင်တက်ကြဖို့အတွက်ကိုကိုကိုရှက်တက်ကြဖို့အတွက်ကျွန်မပြောပြတာပါကျွန်မတော့တော့ဘသူပဲပူပေါင်းပူပေါင်းကျင်းတတ်ပါတယ်ရှင်ဝမ်းသာပါတယ်ဒါဟာနိုင်ငံတော်အတွက်လုပ်ကြတာပါမြန်မာနိုင်ငံတော်အတွက်လုပ်တာပါမြန်မာနိုင်ငံသားတွေအတွက်လုပ်တာပါဒါလေးကိုသိဖို့ပေါ့လို့တော့ပေါ့နော်တချို့ကရှိရဲ့ရှင်ရှိရဲ့မျက်နှာနှစ်ဖက်နဲ့လေမျက်နှာနှစ်ခွထားတာလေမျက်နှာဖုံးနေဆွတ်ထားတာပေါ့ရှင်ဒီဘက်မှာကျတော့တစ်မျိုးကိုဘက်ရောက်တော့တစ်မျိုး ပြီးတော့ကိုကဘယ်တော့မှလူဆိုးဖြစ်မခံသူများကိုပဲလက်ညှိုးထိုးပြီးလူဆိုးလောက်ခိုင်းတယ်ကိုကကြောင့်အမြဲတမ်းပန်းလူသွေးနေရဆိုတာစနစ်ပြေးမနေဘူးပေါ့နော်အဲ့ဒါလေးကျွန်မပြောချင်တာပါရှင့်ဘယ်ဖြစ်အခုလိုမျိုးသူပြန်ရှင်အားလုံးခေါ်သုံးလိုက်တော့ wine cotton ကိုလည်းသူတို့ခံနိုင်သွားတယ် wine cotton လည်း wine မကောက်နိုင်တော့တယောက်မကြံရိုက်တာဆိုတော့လေဒါကြောင့်ပြောတာခါကြလဲချိုးအွက်လေးရရွှေ့တက်ပါရှင့်နိုင်ငံတော်မှာအဲ့လိုလေးရှိရပေါ့နော်ကျွန်မမြန်မာနိုင်ငံသားတွေကညံကောင်းတယ်လေအဲ့တော့ညံကောင်းတဲ့သူတွေကိုထိမ့်ဖို့ဆိုတာသူတို့ထပ်ပို့ပြီးတော့ညံကောင်းမှဖြစ်ပါရှင့် ဒီချက်လေးကတော့သတိပြုစင်ကြင်စရာလေးဖြစ်သွားတယ်။ပြည်သူတွေကလည်းဒီလိုမျိုးလူပြရှင်နဲ့ပူးပေါင်းတာကိုစနစ်ပါတယ်။နောက်ဆုံးတော့ကျမတို့အားလုံးကနိုင်ငံရဲ့အခြေအနေကိုနားလည်သွားကြပြီ။နိုင်ငံတော်မှာအေဂျင့်ဆိုတာပူးပေါင်းခြင်းကသာအဖြေမှန်ဆိုတာသိသွားကြပြီ။ဒါကြောင့်ရွေးကောက်ပွဲမှာလည်းလူပြရရှင်နေအသိပညာတတ်ပညာရှင်တွေပြင်ပြည်သူတွေလည်းမဲပေးကြပါနော်။စိုက်တဲ့ပါတီကိုမဲပေးပါ။မိဘပြည်သူတို့မဲတဲ့ပြားနဲ့နိုင်ငံတော်ကိုဒီမိုကရေစီနိုင်ငံဖြစ်အောင်လို့တည်ထောင်မှာဖြစ်ပါတယ်ရှင့်ဒီချက်လေးကိုပဲကျွန်မအနှစ်ချုပ်နေနဲ့လေးနဲ့စွာနဲ့တင်ပြလိုက်ပါရစေတော့ရှင့် မိဘပြည်သူများရှင်ကျွန်မခုပြောပြမယ့်သတင်းလေးကသတင်းဌာနတစ်ခုကတင်ထားတဲ့သတင်းလေးကိုကျွန်မဖတ်ပြချင်ပါတယ်ဖတ်ပြပြီးရဲ့ခါမှာကျွန်မတို့စဉ်းစားသုံးသပ်စရာလေးအများကြီးပေါ့နော်ထွက်လာပါရှင့်ဒါကြောင့်ကျွန်မသတင်းလေးညွှန်ဆုံးဖတ်ပြပါမယ်ပြီးတော့ကျွန်မအနေနဲ့ကျွန်မစိတ်ထဲမှာကျွန်မသိမိတဲ့အတိုင်းလေးတက်ဆက်ပေးပါမယ်မိဘပြည်သူများလည်းဝင်ရောက်ပြီးတော့ဆွေးနွေးပေးကြပါနော်ဒီသတင်းကနည်းနည်းတော့ဟိုကျွန်မတို့နည်းနည်းပို့ပြီးဆွေးနွေးတဲ့အမျိုးအစားလေးတွေမှာပေါ့ပါပါရှင့်အခုဆိုရင်ခုကိုကြီးပါတီကနေပြီးတော့ဝင်ရောက်ရှင်ပြန်မယ်ကိုယ်စလဲတယောက်ကလူမှုကွန်ရက်မှာပေါ့နော် မဲဆွယ်တဲ့ကိစ္စဟာဝေဖန်စရာတော်တော်မြင့်တက်နေပါတယ်။သူပြောတဲ့အပြောအဆိုကကိုယ်စလဲလောင်းတယောက်ရဲ့အရေးချင်းနဲ့ကန့်ညီခြင်းရှိလားမရှိလားဆိုတဲ့တိုင်းထွာမှုတွေလည်းဖြစ်ပေါ်နေပါရဲ့ရှင့်။ဒါတော့ဒီသတင်းလေးရဆိုရင်ကိုယ်စလဲလောင်းဦးလွင်မြင့်ဆိုတဲ့ပုဂ္ဂိုလ်ကပေါ့နော်။အဲ तू ကလည်းနိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်တယ်။သူ့ရဲ့သားကလည်း2021ဒီပေါ့နော်စုဘူးလှူရှားမှုတွေပေါ့ရှင်သူတို့ကတော့လှန်ရေးဆိုပြီးခေါင်းစဉ်တက်တာပေါ့။အဲ့ဒီမှာထောင်သွင်းချင်းချခံရတယ်မကြခင်ကမှပြန်လဲလွတ်မြောက်လာတယ်ဆိုပြီးတော့သူမဲဆွယ်သွားတဲ့ရုပ်တံလေးပေါ့နော်။ ဒီဟာကဝေဖန်မှုမြင့်တက်နေတာကျွန်မလည်းသွားပြီးတော့နားထောင်ပြီးပါပြီမိမပြည်သူများလည်းသတင်းဌာနတွေမှာတင်ထားတာရှိရတဲ့သွားပြီးတော့နားထောင်ကြည့်ကြပါဒီသတင်းလေးကတော့ကျွန်တော်တို့အနေနဲ့ကပေါ့နော်ဒါကိုစလေရဲ့ရေချင်းပြည့်ရင်ချင်းရှိမရှိဆိုတာကတော့ UEC ရဲ့စီစဉ်မှတ်တောင်ဖြစ်တယ်သတင်းသမားတွေကလည်းမေးထားတဲ့အတွက် UEC ကဒါကိုစီစစ်ပြီးတော့စီစဉ်ဆောင်ရွက်တာမျိုးလုပ်မှာပေါ့နော်ကျွန်တော်တို့ကြားထဲကနေပြီးတော့ပြည်သူတွေနဲ့ကျွန်တော်တို့သတင်းသမားတွေကကြတော့ဒီပြည်စင်းပေါ်မှာကျွန်တော်တို့က မှန်ချင်းမှားချင်းနဲ့ဒီလူရဲ့ရေချင်းပြက်ရင်ချင်းမပြက်ရင်ချင်းကိုကျမတို့ပြောပိုင်ခွင့်မရှိပါဘူးဒီပုဂ္ဂိုလ်ကိုယ်စလေလောင်းတယောက်ရဲ့ရေချင်းပြက်ရင်နဲ့ဆိုရင်ယူရီစီယာဆုံးဖြတ်လိမ့်မယ်အဲ့ဒီဆုံးဖြတ်ချက်ကြတဲ့ချိန်ကြတော့မှကျမတို့ဒီဆုံးဆုံးဖြတ်ချက်ကိုပြပြီးမှသိအောင်ပြောပြမယ်တောင်းပဲရှိတယ်ကျမတို့ဝင်ပြီးပေတန်းနဲ့တိုင်းလို့မရဘူးပေါ့နော်မိခုံးတော့ထုတ်လို့ရတယ်ဒါပေမဲ့အဖြေထုတ်လို့မရအောင်ဆိုသဘောတရားလေးပေါ့ရှင်အဲ့ကျမကဒီကြားထဲကနေဒီကိစ္စလေးမှာပေါ့နော်ဟိုပြောကြင်တာပါလဲဆိုတော့မဲဆွဲတဲ့အခါမှာနိုင်ငံတော်အတွက်အကျိုးရှိတဲ့ဟာတွေပဲပြောပြီးတော့မဲဆွဲကြစေကြင်တာ ကျမောက်နိုင်ငံမှာနိုင်ငံရေးကျင်းသားဟောင်းနေဆိုတာရှိပါတယ်တချို့တွေလည်းတကယ်နိုင်ငံတော်ကိုချစ်လို့ပေါ့နော်လောက်ခဲ့တဲ့ကိစ္စတွေမှာမှားယွင်းနေရှိတဲ့အခါမှာနိုင်ငံရေးကျင်းသားဖြစ်ခဲ့တယ်ဆိုတဲ့အခါကျတော့နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ဂုံပုတ်တည်တည်တံ့ရှိပါတယ်အဲ့လိုနိုင်ငံရေးကျင်းသားဆိုတဲ့ဂုံပုတ်နောက်မှာမှနိုင်ငံရေးအကြောင်းပြုပြီးတော့သူများကိုဆဲလို့ထောင်ထဲရောက်သွားတာမျိုးကိုနိုင်ငံရေးကျင်းသားဆိုပြီးကောင်းစင်တက်လို့မရအောင်နိုင်ငံရေးကိုအကြောင်းပြပြီးတော့သူများကိုလက်ထောက်ချပြီးတတ်ခိုင်းလိုက်လို့လူသက်မှုနဲ့သူများကိုတတ်လိုက်လို့လူသက်မှုနဲ့ ိုင်ငံရေးကြောင်းပြပြီးတော့ဓမြတိုက်လို့ဓမြမှုနဲ့ဝင်သွားတာကအဲ့ဒါရာဆွေးမှုရှင်နိုင်ငံရေးကျင်းသားနဲ့မဆိုင်ဘူး။ဒါအပြင်ကျွန်မပြောချင်တာကျွန်မပြောတဲ့စကားစိတ်ရှင်းရှင်းနဲ့ပဲနားထောင်ပါနော်။နိုင်ငံတော်မှာနိုင်ငံတော်တည်ဆောက်တဲ့နေရာမှာအကျဉ်းထောင်တွေမှာရှိခဲ့တဲ့အတွေ့အကြုံတွေကနိုင်ငံတော်တည်ဆောက်ရေးမှာသုံးလို့မရအောင်ရှင်။မိဘပြည်သူများစဉ်းစားကြည့်ပါ။လူတစ်ယောက်ကနိုင်ငံတော်ကိုချစ်တယ်ပေါ့နော်။နောက်ထပ်တစ်ယောက်ကလည်းနိုင်ငံတော်ချစ်တာဒါကျွန်မနှိုင်းရှင်ပြပါမယ်။ ဒီလိုနိုင်ငံတော်ချစ်တဲ့နေရာမှာလူနှစ်ယောက်ဒီတယောက်ကအစိုးရဝန်ထမ်းဖြစ်သွားတယ်ဒါမှမဟုတ်တပ်မတော်သားဖြစ်သွားတယ်တယောက်ကကြတော့နိုင်ငံရေးကိုဒီလိုမျိုးဆန္ဒပြတဲ့ပွဲတွေမှာပါဝင်လှုပ်ရှားတယ်အချင်းတောင်လည်းရောက်သွားတယ်ဟုတ်တယ်နော်တယောက်ကကြတော့နိုင်ငံဝန်ထမ်းဖြစ်သွားတယ်တယောက်ကအချင်းတောင်လည်းရောက်သွားတယ်သူတို့နှစ်ယောက်ဒီ10နှစ်ဆိုတဲ့အချိန်ကာလကိုအတူတူဖြတ်သန်းသွားကြတယ်ဆိုတဲ့အခြေအနေတစ်ခုမှာဘယ်သူကဘသူရဲ့အတွေ့အကြုံတွေကနိုင်ငံတော် အတွက်အကျိုးရှိတဲ့အတွေ့အကြုံတွေဖြစ်လာမယ်လို့ထင်ပါတယ် အချင်းတော်တွေမှာသူတွေးခဲ့တဲ့အရာတွေကိုနိုင်ငံတော်တိစောက်ရေးမှာသုံးလို့မရအောင်ရှင်။အစိုးရဝန်ထမ်းတယောက်အနေနဲ့သူတွေးခဲ့တဲ့ဆယ်နှစ်တာအတွေ့အကြုံတွေကတော့သူရောက်သွားတဲ့နေရာအလိုက်ပြန်ပြီးတော့နိုင်ငံတော်တို့ကသုံးချလို့ရရဲ့ရှင်။ဒါဟာဘသူအတွက်မဆိုမှန်ကန်တဲ့သဘောတရားတစ်ခုပဲ။ဘယ်နိုင်ငံအတွက်မဆိုမှန်ကန်တဲ့သဘောတရားတစ်ခုပဲရှင်။ကျမတို့ကနိုင်ငံရေးကျင်းသားတွေပေါ်မှာစော်ကားလူစိတ်လည်းမရှိဘူးနှိမ့်ချလူစိတ်လည်းရှိလို့ပြောတာမဟုတ်ပါဘူးเนาะ။ဒါပေမဲ့တချို့တွေကနိုင်ငံရေးကျင်းသားဆိုတော့ဂုံပုတ်ကိုရလိုက်တာနဲ့ထောင်ထဲရောက်သွားတယ်ဆိုတော့ဂုံပုတ်ရလိုက်တာနဲ့ ငါတို့ရဲ့စိတ်ဓာတ်တည်တည်ထောင်ကြတန်းကြမှာလဲမကြောက်ဘူးငါတို့လုံရဲတယ်ဆိုတော့အဲ့ဒါတခါကျရင်မာယူရဲ့စိတ်နဲ့လဲဆင်နေရှင့်နိုင်ငံတော်ကိစ္စတွေမှာမာယူရဲ့လုံလို့မရပါဘူးရှင့်အတွေ့အကြုံတွေလှုပ်ဆောင်ချက်တွေလှုပ်ခဲ့မှုတဲ့အရာတွေအားလုံးပေါင်းဆက်ပြီးမှလှုပ်ရတာပါဒီလိုမာယူရဲ့အတွေ့အကြုံမျိုးကနိုင်ငံရေးမှာအသုံးချလို့မရဘူးရှင့်နိုင်ငံတော်အတွက်ပြဿနာရမ်းကြည့်ပါလေကိုကတစိုးတိုးလှုပ်ခဲ့တဲ့အတွက်နိုင်ငံဥပဒေကိုကျော်လွန်ပြီးလို့ထောင်ကျသွားခဲ့ပြီးတော့ ဒီလိုစိတ်တက်ရှိရဲ့သူကလက်ထဲကိုအာနာထက်ပြီးလိုက်ရင်တစုထိုးလုံမှာပဲလေငါတို့ကထောင်လဲမကြောက်ဘူးတန်းလဲမကြောက်ဘူးဆိုတော့မာယူရဲ့စိတ်နဲ့တစုထိုးလုံတဲ့အခါကျတော့နိုင်ငံတော်အတွက်ကောင်းလာမယ်ထင်ပါသလားတကယ်တော့နိုင်ငံရေးတချင်းသားဟောင်းနေနေနဲ့အစိုးရဖြစ်ဖို့ကြိုးစားတာထက်နောက်ထပ်လူငယ်တွေကိုနိုင်ငံရေးလုတဲ့အခါမှာစီမီစီကန်းနေနဲ့အညီလုတ်တတ်ဖို့နိုင်ငံရေးအကျဉ်းသားတွေနဲသထက်နဲသွားဖို့အတွက်ကိုကြိုးစားပြီးတဲ့အခန်းကဏ္ဍမှာဝင်ရောက်ပြီးတော့လှုပ်ရှားတာကတော့ပုံပြီးသူတို့သမိုင်းအတွက်ကောင်းမယ်လို့ကျွန်မမြင်ပါတယ်ရှင် ကျွန်မခုလိုပြောတာကနိုင်ငံတော်ရဲ့စီမံအုပ်ချုပ်တဲ့နေရာတွေမှာရည်ချင်းရှိရသူအတွေ့အကြုံရှိရသူတွေပဲရောင်းစေခြင်းလို့ကျွန်မပြောတာပါဘယ်သူမှနှိမ်ချလိုစိတ်လည်းမရှိပါဘူးနိုင်ငံရေးကျင်းသားအနေနဲ့လည်းသူတို့အနေနဲ့ပေါ့နော်ဒီလိုထောင်ကြခြင်းဟာနိုင်ငံတော်ပေးဆက်ခြင်းလို့တွေးထားတဲ့အယူအဆတွေရှိမှာပါဒါဟာလည်းဒစိတ်တစ်ပိုင်းအရာကျွန်မတို့လက်ခံပါတယ်မှန်ကန်ပါတယ်ဒါပေမဲ့နိုင်ငံတော်တိဆောက်ရေးမှာကြတော့အချို့အရာတွေကသုံးလို့မရပါဘူးရှင့်ဒီချက်လေးကိုကျွန်မတို့အားလုံးနားလည်သိရှိဖို့လိုပါတယ် ဒီရွေးကောက်ပွဲမှာမဲဆွဲတဲ့ခါမှာပေါ့နော်ငါတို့နိုင်ငံရေးကျင်းသားဖြစ်တယ်ငါတို့မဲပေးဆိုပြီးပြောတာကနိုင်ငံတော်အတွက်ကိုမကောင်းပါဘူးရှင်။နောင်လာနောင်သားတွေအတွက်လည်းမကောင်းပါဘူး။ကိုကနိုင်ငံရေးကျင်းသားပဲဖြစ်ဖြစ်တာမန်လူပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ကို့မှာရှိခဲ့တဲ့ပညာနဲ့ပြည်သူကိုကျွန်တော်ကတော့ကျွန်တော်မှဒီပညာကြီးတတ်တယ်။ပြည်သူကိုကျွန်တော်ကတော့ဘယ်လိုမျိုးလေးကူညီပေးနိုင်လဲဆိုတာလေးပဲပြောဆိုပြီးတော့မဲဆွဲကြတာကအကောင်းဆုံးဖြစ်မယ်လို့ကျွန်မထင်ပါတယ်။ဥပမာပေါ့နော်ကိုကဆရာဝန်ဆိုရင်စေပညာမှာဘလို့တိုးတက်အောင်လုပ်ပေးနိုင်တယ် အခမဲ့စေပေးကန်းနေအများကြီးထွက်ပေါ်လာအောင်ကျွန်တော်ကြိုးစားပေးနိုင်တဲ့ဆက်သက်ဖြစ်ပေါ်တော့အဲ့လိုမျိုးကိုယ့်ရဲ့အတက်ပညာနဲ့ချိတ်ဆက်ပြီးတော့ပြည်သူပေးနိုင်တဲ့ဂတိစစ်စစ်တွေပေါ့တကယ်တည်နိုင်တဲ့ဂတိမျိုးတွေပေါ့ဒါလေးပဲပေးကြပါဒီနိုင်ငံမှာနိုင်ငံအတွက်မပေးဆက်ခဲ့ဘူးတဲ့သူဆိုတာမရှိသလောက်ရှားပါတယ်ရှင့်အားလုံးသူသူကိုယ်ကိုယ်ပေးဆက်ခဲ့ရတာကြီးပဲဒါပေမဲ့ကျမတို့ကတကယ်ပေးဆက်တဲ့ကာလဖြတ်သန်းပြီးလို့နေရာယူရဲခါကြရင်ကိုယ့်အရေးအချင်းလိုက်ရှိတဲ့နေရာလေးတွေကိုမျှော်မှန်းတင်ပါတယ် နိုင်ငံတော်အတွက်ခရီးလိုင်းရအရန်ကြတန်းခဲ့တော့ကျွန်တော်တို့အားလုံးထိကြိုက်ကိုစီရှိကြတာပဲပေးဆက်မှုကိုစီရှိကြတာပဲဒါပေမဲ့နေရာရွေးချင်ကြလို့ရှင်ငါဘာရေးချင်းရှိလဲငါနိုင်ငံအတွက်တကယ်လို့လုပ်ပေးနိုင်ရလားဆိုတဲ့အပိုင်းလေးကိုစဉ်းစားပြီးတော့ကိုရသရထိုက်တဲ့ထိုင်ကုန်လေးကိုပဲကျင်းနှံ့ကြပါလို့ပြောချင်ပါတယ်ရွေးကောက်ပွဲမှာမအောင်လို့ရှင်လဲနိုင်ငံတော်အတွက်ငါချပယ်နေရတယ်လုပ်ပေးနိုင်လဲဆိုတာလေးစဉ်းစားကြပါပြည်သူတွေအမုန်းတရားတွေနဲ့သွေးခွဲမှုတွေနဲ့မှိုင်းတိုက်ပြီးတော့မဲဆိုတာလေးမလုပ်ကြပါနဲ့တော့ရှင် နိုင်ငံနာကကောင်းကျင်တော့ကျမတို့ချို့ရလေးလွှတ်ချမှရမှာပါဒီချက်လေးပဲကျမအနှစ်ချုပ်နေနဲ့ပြောလိုက်ပြရစီတော့ရှင်ကျမသတင်းတင်ဆက်မှုလေးကိုဒီနေ့မှဒီလောက်နဲ့ပဲရန်နာမရစီရှင်ကျမသတင်းလေးတွေကိုအမြဲတမ်းပဲကြည့်ရှုအားပေးတယ်မိဘသူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေကောင်းသောလူရင်ဆန္ဒများပြည့်ဝကြပါစေလူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေစိတ်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမခန့်နေစုကဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ရှင်